အားလုံးပဲမင်္ဂလာပါဗျာကိုစိုင်းစပါ channel အားလုံးနေတူစားကြည့်လိုက်ပါတယ်ကဲမနေ့ကတော့ကျွန်တော်တို့ဒါကြည့်ရမယ်ဆိုရင်ပွဲစဉ်တွေကတော့ကမောကမဖြစ်ခဲ့တဲ့ညတညဖြစ်ခဲ့ပါတယ်ကျွန်တော်တို့တွေးထားသလိုပဲကျွန်တော်ကျွန်တော်တွေးထားသလိုပဲပေါ့ဗျာပွဲစဉ်တွေကတကယ်မှအောက်ကြီးတွေပဲစားသွားတဲ့နေသားမှရှိတယ်ဆလိုဘက်ကီးယားတပွဲလောက်ပဲဒါရောမှ last minute ချမ1-0နဲ့ကျွန်တော်နိုင်သွားတာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်ရင်းချုံပြောဒီနေ့မှလည်းဒီကြီးကြီးထားပြီးတော့ကျွန်တော်ဆော့စီချင်ပါတယ်ဒီနိုင်ငံတကာပွဲစဉ်တွေဆိုတာတို့ ကန်ကျင်လို့ကန်နေကြတဲ့အနေအထားမှာရှိတယ်အမတ်ရတော့ပဲကျွန်တော်တို့ကန်ထားတာကျွန်တော်တွေ့ရပါတယ်ဗျာဒါကြောင့်ကျွန်တော်သင်ငယ်ကျော်မတွေတတိထားပြီးတော့ဆော့စီချင်ပါတယ်တတိယကတော့ကျွန်တော်တို့ဒါ minus ကျွန်တော်150လောက်တော့ရှိသွားပြီဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်မနေ့ကလာဝယ်သွားတဲ့သင်ငယ်ချင်းတွေကိုအစားထိုးပြန်ပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှာကျွန်တော်ဒါကိုသွေး channel မှာဒါအတူဂျုံလေးတွေပေါ့ဗျာဒီနေ့မှာကျွန်တော်ဒါ10ဘွဲလောက်ရှိတာဖြစ်ပါတယ်ကျွန်တော်9ဘွဲစီခွဲပြီးတော့အတူဂျုံလေးတွေကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်သင်ငယ်ကျော်မတွေနဲ့တတိကြီးထားပြီးတော့ဆော့စီချင်ပါတယ် ဟိုအများဆုံးဆောမပါပါရရပေါ့ဗျာ၃ဝက်လောက်ဝယ်ဆောကြဖို့ကျွန်တော်အကြံပေးပြရစီဗျာကျွန်တော်တို့ဒါအစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ည၈နာရီခွဲကာဇစ်စတန်နဲ့ကျွန်တော်တို့ဒါဘယ်ဂျန်တို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့အစတကြီး2 -10 လောက်တော့ဖွင့်လာတွေ့ရတယ်3လုံး80ရှုံးနေပါအခုလက်ရှိခြေရန်ကကျွန်တော်ကြည့်မှာဆိုရင်နှလုံးကိုကျွန်တော်တို့ဒါ20ပြားရှုံး90ရှုံးလောက်တော့ဖြစ်နေတာတော့တွေ့ရတယ်10ပြားလောက်တော့ကျွန်တော်တက်လာတွေ့ရတယ်ကိုပေါင်းစီအရာတော့3လုံးကျွန်တော်60ရှုံးလောက်မှာဖြစ်နေတာတွေ့ရပါတယ်ဗျာ ။ဒါကြောင့်ဒီနေရာမှာကျွန်တော်ဘဲဂျန်ဒီအုပ်စုပေါ့ဗျာ J အုပ်စုမှာဆိုရင်ဘဲဂျန်နဲ့ကျွန်တော်တို့ဒါအောက်မှာလိုက်နေတဲ့အသင်းတွေကိုကျွန်တော်ကြည့်ရမှာဆိုရင်ဝေးအသင်းကကျွန်တော်ဒါ10မှတ်နဲ့နောက်ကတတိယနေရာလိုက်နေပြီးတော့ဒုတိယနေရာကျွန်တော်မြောက်မက်ဆီဒိုနီးယားကျွန်တော်ခဏပွဲကစားရတဲ့အတွက်ကြောင့်ဒီဒီဘတ်တော့မပါဝင်တာတွေ့ရတယ်။နောက်ဆုံးပြိုင်ပွဲမှာကျွန်တော်ဝေးနဲ့ကျွန်တော်ဒါလူအောင်မှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဘယ်ဂျီအန်နေနဲ့ဆလီမန်ရရှိထားတဲ့အတွက်ကြောင့် AIA ကြောင့်ပဲသူကတော့တက်သွားပြီလို့ကျွန်တော်ဒါ ဆိုလိုလို့ရပါတယ်ဗျာဒါတော့ဒီဘွဲစီမှာဆိုတော့ဘယ်ဂျန်နေတာကြည့်ရမှာဆိုရင်အေးလူလူပဲကန်လာဖို့များတယ်ပထမကြောင်းမှာကျွန်တော် 3D လောက်ပေးသွားတဲ့ဂျီတန်ရဒီနေ့မှာဆိုရင်တော့ဒါ 2D ဝင်ရိုးဆိုတော့မဆိုးပါဘူးကျွန်တော်တို့မျှတာတဲ့ဂျီတန်တော့ဖွင့်လှစ်ထားတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒါ consistent ဟောဗျာဒီ nationally ပြန်ပွဲစီမှာဆိုရင်ဒါ Australia နဲ့ပြီးတော့အဝေးခွင့်ကနေပြီးတော့ဒီဂျီတန်လောက်ပဲကျွန်တော်ဒုတိယလောက်ပဲပေးသွားခြင်းအဖြစ်ဒီပွဲစဉ်ကကျွန်တော်ဒါ ranking ကကျွန်တော်ချိန်မယ်ဆိုရင်ပေါ့ဗျာ ။ဩစတြေးလျကျွန်တော်တို့ဒါ24ဆိုတော့ဘေဂျင်အ8ဆိုတော့ပို့ပြီးတော့ပေးတဲ့ခြေတန်းလို့ကျွန်တော်ကတော့ယူဆတယ်။ဒါကြောင့်ကျွန်တော်မနေ့ကလိုပဲခြေတန်းတွေကကျွန်တော်ကြည့်ရမယ်ဆိုမနေ့ကလိုမျိုးအောက်ခြေများစားသွားမလားဆိုပြီးဒီပွဲစဉ်ကိုကျွန်တော်စိုးရိမ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုကျွန်တော်အင်ရှင်ကာဇက်စတန်ကိုကြိုက်ပါတယ်။ကာဇက်စတန်ကတော့ပြိုင်ပွဲကတော့ထွက်သွားပြီ။အိမ်ဝင်ရလဒ်လေးတွေကြည့်မယ်ဆိုရင်တော့၃ပွဲမှာ၃ပွဲနိုင်နှစ်ပွဲရှုံးလာတယ်။ရာကိုလီကိုပီးကိုနှစ်ကိုခွင့်ပြုထားတာတွေ့ရတယ်။ဘယ်ဂျင်အဝေးခွင့်ဖောင်းကတော့ဒါရှုံးဝဲမရှိတော့ဘူး။နှစ်ပွဲနိုင်တစ်ပွဲတည်းကြာပြီးတော့ရာကို၁၂ကိုနဲ့ပီးကို၃ကို ခွင့်ပြုထားတဲ့ကြောင့်ပေးကိုတော်တော်လေးနည်းတာကျွန်တော်တွေ့ရပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်ဘယ်ဂျီယန်ခန်စစ်ကို consistent အနေနဲ့ကိုသွင်းဖို့ဆိုတော့တော်လေးခက်ခဲဖို့လာလာများတယ်။ဂျေဒန်အရာကလည်းကျွန်တော်ဘယ်ဂျီယန်သတင်းတွေကပဲတွင်းလာမှုရှိတဲ့အနေထားမှာကျွန်တော်အမြင်ပြောရဆိုတော့39ရောင်းမှကျွန်တော်ဒါအပြည့်စားမယ့်အနေထားမှာကျွန်တော် consistent body ကြိုက်တဲ့6ဘောင်းဆို6ဘောင်းအောက်ပါဗျာ။နောက်တော့ကျွန်တော်ည7နိုင်ခွဲမှာရှိပါကံမှာဖြစ်ပါဗျာ7နိုင်ခွဲမှာဆိုတော့ကျွန်တော်ဒါ၄ဘွဲလောက်ကံသွားမှာဖြစ်တယ် လေးဘွဲ့မှာဆိုတော့ဒါ Cyprus နဲ့ Austria, Georgia နဲ့ Spain, ကျွန်တော် Liechtenstein နဲ့ Wales, Turkey နဲ့ Turkey နဲ့ပေါ့ဗျာဒါ Bulgaria ဘွဲ့စဉ်တွေပါဝင်လာတာတွေ့ရတယ်။ဒီဘွဲ့စဉ်လေးဘွဲ့လုံးကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်။ Cyprus နဲ့ကျွန်တော် Austria ဘွဲ့စဉ်မှာဆိုတော့ Group H ပါဗျာ။ဒီအုပ်စုမှာဆိုရင်တော့ဒါ Austria ရော15မှတ်ရရှိထားတယ်။သူတို့ကလိုက်တဲ့အသင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုရင် Bosnia 13မှတ် Romania ကျွန်တော်10မှတ်ဆိုပြီးတော့အနောက်ကနေပြီးတော့ line ညာတွေ့ရတယ်။ Austria ဒီဘက် AC ပါပဲကျွန်တော်ပြောရမယ်ဆိုတော့ ောက်ဆုံးပွဲမှာတော့ဘော့စနီးယားနဲ့တော့ကန်ဖို့ရှိတယ်။ဒီပွဲစဉ်ကလည်း AA အေးချောင်းပဲကန်လို့ရှိတယ်။ကျွန်တော်တမတ်ရပြီဆိုတာနဲ့ဒီဟိုအော်စတြေးလျကျွန်တော်ဒါချီနီတော်တော်လေးကောင်းသွားပြီဖြစ်ပါတယ်။ Cyprus လို့အတင်းရောကျွန်တော်ဒါဝေးခွင်းရနေပြီးတော့ဒီနေ့ပွဲစဉ်မှာ one show လောက်တော့ဖွင့်လစ်လာတာကျွန်တော်တွေ့ရပါတယ်ဗျာ။ဂိုးပေါင်းကြီးရတော့ကျွန်တော်သုံးလုံး30အနိုင်ပေါ့ဗျအခုလက်ရှိတဲ့ဒီဂျေတမ်းပဲဖွင့်လှစ်လာခြင်းအပြင်ဒီပွဲစဉ်ကျွန်တော်တို့ဒါဂိုးပေါင်းအောက်ပဲဆော့တင်တဲ့ပွဲစဉ်လို့ကျွန်တော်သုံးသက်တယ် စိုက်ပါဘက်ကိုပြောမယ်ဆိုတော့ဘော့စတီးယားကျွန်တော်ရူမေးနီးယားရိုးနဲ့ကန်ထားတဲ့အနေအထားတွေကိုကျွန်တော်ကြည့်မယ်ဆိုတော့တီတီကန်ထားတဲ့အတွက်ကြောင့်စိုက်ဘက်ကအိမ်ဝင်းလောကနှုံးတော်တော်လေးကောင်းတာကျွန်တော်တွေ့ရတယ်။ပထမဆုံးမှာကျွန်တော်တူးရှုံပေးသွားခြင်းအားဖြင့်ကျွန်တော်ဒီနေ့မှာကျွန်တော်ဝမ်းရှုံဆိုတော့မဆိုးပါဘူးကျွန်တော်ဟိုခြေထမ်းရတော့မျှတာတဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်တို့သုံးသပ်ရမှာဖြစ်ပါတယ်ဗျာ။အဲဒီဘက်တင်မှာဆိုတော့ကျွန်တော်ဟိုအော်စတြေးလျဘော်ဒီကတော့တော်တော်လေးတော့2-0ဆိုမှကျွန်တော်တို့ကအပြည့်စားမယ်အနေအထားမှာရှိတယ်။နောက်တစ်ချက်ကအော်စတြေးလျအနေနဲ့ဒီဘက်မှာကျွန်တော်1-0ဆိုလဲလုံလောက်တဲ့ အနိုင်သုံးမှတ်ပေါ့ဗျာရသွားနိုင်တဲ့အနေထားရှိတဲ့အတွက်ကြောင့်ဒီဘက်ကကျွန်တော်ဩစတြေးလျဘော်ဒီခပ်ပါပါလေးကြိုက်ပါတယ်ဂိုးပေါင်းအောက်ပို့ပြီးတော့ကောင်းတဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်ဗျာနောက်တစ်ခါကျွန်တော်ဂျော်ဂျီယာနဲ့စပိန်ပွဲဒီဘက်ကတော့ကျွန်တော်ဒါအုပ်စုအီးရဲ့ပြန်ပွဲလေးဖြစ်ပါတယ်ဒီဘက်ကတော့တိတ်ပြီးတော့အေးမပါတဲ့အနေထားမှာတော့ရှိတယ်ဘာလို့လဲဆိုတော့စပိန်ရဲ့ဆက်နံပါတ်တူရကီကကိုမတ်ပေါ့ဗျာတာကီကကိုမတ်ဆိုတော့စပိန်အသင်းနေတဲ့အုပ်စုအောင်သားကြီးဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်တာကီကလည်းဒုတိယပဲ ရဖို့များပါတယ်ဗျာဒီနေရာမှာဒီနေ့ပေးထားတဲ့ခြေတန်းရကျော်ကြည့်မယ်ဆိုနှလုံး20အနိုင်3လုံး30ရှုံးဖွင့်လှစ်လာတယ်အခုလက်ရှိခြေတန်းရကျော်ကြည့်မယ်ဆိုစပိန်သင်းဟာနှလုံးကိုကျွန်တော်9မိနစ်လောက်ထိတော့ကြီးကျသွားတာတွေ့ရတယ်ဂိုးပေါင်းစည်းရ3လုံး10ပြားအနိုင်ပါဗျာ3လုံးကျွန်တော်20ရှုံးပေါ့3လုံး20ရှုံးလောက်မှာဖွင့်လှစ်လာတွေ့ရတယ်15ပြားရှုံး10ပြားရှုံးလောက်ဖွင့်လှစ်လာတွေ့ရတယ်ဒါကြောင့်ကျွန်တော်စပိန်သင်းတွေရပဲတွေးလာဖို့များတဲ့ဘွဲစဉ်မှာဒီဘွဲစဉ်လေးကျွန်တော်ဂိုးပေါင်းအောက်ချိန်ပါတယ် ပိန်အနေနဲ့ကျွန်တော်တို့ဒါ AC ပဲကန်လာဖို့များပါတယ်ဗျာ။ဒါကြောင့်စပိန်အသင်းကနောက်တစ်ချက်ကကျွန်တော်တို့ဒါပေးခိုးပေါ့ဗျာ။လုံးဝခွင့်ပြုထားတဲ့စပိန်အသင်းနေလေဒီမှာလေဂျော်ဂျီယာကိုကိုပေးဖို့တော်တော်လေးခက်ခဲမယ်လို့ပဲကျွန်တော်ပြောပြသည်ဗျာ။ဒါကြောင့်ကျွန်တော်စပိန်ဘော်ဒီလေးကတော့ကျွန်တော်တော်တော်လေးတော့ဟိုခက်ခဲခဲခဲကစားရသွားနိုင်တယ်။တီးဆိုလဲသူတို့က AA အကြောင်းမယ်။ 1C 2C ဆိုရင်လည်းကျွန်တော်၅မူးလောက်ပဲကျွန်တော်ရှုံးမဲ့အနေထားမှာကျွန်တော်ဂျော်ဂျီယာဘော်ဒီခြိုက်ပါတယ်။ဂိုးပေါင်းအောက်ပဲခြိုက်ပါတယ်ဗျာ။ နောက်တော့ကျွန်တော်လက်ချစ်စတိန်နဲ့ကျွန်တော်ဝေးတော့ပဲဖြစ်ပါတယ်ဒီဘွဲတန်ကကျွန်တော်ရှေ့ကကျွန်တော်ပြောသွားလို့ပဲဒီအစောပိုင်းဘွဲတန်ဖြစ်တဲ့အုပ်စုဂျေကဘေဂျင်တို့ဒီကာဆစ်စတန်တို့လက်ချစ်စတိန်တို့ဝေးတော့ပဲဖြစ်တာတွေ့ရပါတယ်ဗျဒီအုပ်စုကတော့ဝေးတန်ကတော့ကျွန်တော်အမှတ်လုံးတွေကတွေ့ရတယ်၃၃မှတ်ရဖို့ရမယ်ပွဲစဉ်တစ်ပွဲပါနောက်တစ်ချက်ကကျွန်တော်တို့ဒါဝေးကကျွန်တော်နောက်ဆုံးပွဲစဉ်မှာဆိုရင်မြောက်ဆူမြောက်မက်ဆီဒိုနီးယားနဲ့ကမ်းအမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကိုလည်းဝေးကကျွန်တော်၃မှတ်ရအောင်ယူမယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်နောက်တစ်ချက်ကဂိုးကွာချက်ချက်ရ တော်လေးတော့ကိုးကွာနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အမြင်ပြောရရင်တော့ကိုးကွာချားချက်အရာဒီပွဲစဉ်မှာဝေအသင်းဟာတော်တော်လေးပြင်းပြင်းရှားရှားဖွင့်လာတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်။စတီရေးကျွန်တော်လေးလုံးငါးမှုနိုင်စတီရေးဖွင့်လာတာဖြစ်ပါတယ်ဗျာ။အခုလက်ရှိမှာတော့၃လုံးရှုံးဝင်ရောဖြစ်နေတယ်။မြန်မာချင်းနဲ့ဆိုတော့ကျွန်တော်တို့ဒါ၃လုံးကို80ရှုံး80ရှုံးလောက်မှာဖွင့်လာတာတွေ့ရတယ်။ဒါကြောင့်တော်တော်လေး risk များတယ်လို့ပဲကျွန်တော်ယူဆတယ်။နောက်တစ်ချက်ကဝေအသင်းအနေနဲ့ဒီနေ့မှာကျွန်တော်တို့ဒါအဓိကတိုက်စစ်မှုတွေလည်းမပါဝင်နိုင်ဘူးလို့ တို့ရဲ့အတင်းကကျွန်တော်အဓိကဟိုညတော်မန်ကကျွန်တော်ဟာရီဝက်ဆန်လည်းကျွန်တော်ဒီဝင်းပွဲမှာမပါဝင်နိုင်တဲ့တကြောင်တို့လေးတော့အားနေဖို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်တွက်ဆရတယ်။ဘာလို့ဆိုဒီ၃မှတ်လောက်ပဲယူပြီးတော့နောက်ဆုံးပွဲတဲ့မှာမြောင်းမန်စီရိုနီယာနဲ့အိမ်ဝင်းမှာ fight ဖို့များတယ်လို့ပဲကျွန်တော်တို့သုံးသပ်ပါတယ်။ Leicester ရတဲ့တော်လေးတော့ညံ့တဲ့အတင်းမှာဟိုကမ္ဘာအဆင့်မှာတော်လေးနေပါတဲ့အတင်းအတင်းအနေနဲ့ဒီနေ့မှာတော့ဝေးသင်းရောတော်လေးတော့ ဟိုခံခံဖို့ဆိုတော့မလွယ်တော့မလွယ်တဲ့အနေအထားမှာရှိတယ်။ဒါကြောင့်လည်းဒီဂျေတန်ဖွင့်လှစ်လာတယ်လို့ယူဆပါတယ်ဗျာ။အင်ကွဲမှာတို့တော့ပေးကို၁၂ကိုအထိခွင့်ပြုထားတဲ့ legislation နဲ့ဒီနေ့နောက်ဆုံးပွဲစဉ်မှာပေါ့ဗျာ။ဝေးသင်းကိုတော့အကောင်းဆုံးလုပ်ပြလာနိုင်မယ်လို့တော့ကျွန်တော်တော့ယူဆတယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော်ဝေးရတော့နိုင်ပါဗျာ။ 1C 2C 3C ကျွန်တော်ပေးလို့ရတယ်။ 4C တို့ဆိုမှရှုံးနေသွားမဲ့ legislating အနေနဲ့ပေါ့ဗျာဒီနေ့ပါကျွန်တော် legislating body ပဲကြိုက်ပါဗျာကိုးပေါင်းဆိုလည်းတူပါပဲကိုးပေါင်းအောက်ပဲကြိုက်ပါတယ်ဝေးတင်နေတဲ့ဒါ inhibit ထားတဲ့ခြေနားတော့ဟိုရောက်တဲ့အနေထားမှာတော့ရှိတယ်တော်တော်လေးပြင်းတယ်လို့ယူဆလို့ရပါဘာလို့လဲဆိုတော့ဝေးသင်းလို့ကျွန်တော်တို့ဒါတိုက်ဆက်ပိုင်းမှာအဲ့လောက်ထိဟိုအဆင်မပြေတဲ့ဝေးသင်းနေနေပေါ့ဗျာဒီနေ့မှာဒီကြေးပေးလာတယ်ဆိုတော့တော်တော်လေးတော့ပြင်းတဲ့နေရာမှာတော့ရောက်တယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောတော့အနိုင်၃မှတ်လောက်ပဲယူပြီးတော့ ACC ပဲကျွန်တော်နောက်ပိုင်းပွဲစဉ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြောက်မက်ဆီလိုနီးယားပွဲစဉ်ကြောင့်ပါပဲချကြမယ်လို့ပဲကျွန်တော်တော့ယူဆပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့မှာ Leicester ချိန်တယ်ကိုးပေါင်းအောက်ပဲချိန်ပါတယ်ဗျာနောက်တစ်ပွဲကျွန်တော်တို့ Turkey နဲ့ကျွန်တော်တို့ Bulgaria ရောပွဲစဉ်လည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုတော့2ရှုံးခွင့်လည်လာတယ်ကိုးပေါင်းကြီးရ3လုံး60ရှုံးပါဗျာအခုလက်ရှိခြေတန်းရတယ်ကျွန်တော်တို့ဒီခြေတန်းပဲညီတက်နေတာတွေ့ရတယ်အခုလက်ရှိတော့ကျွန်တော်တို့ဒါတက္ကီရဲ့ကြီးတဲ့အနေငယ်တော့တက်ရောက်သွားတာတွေ့ရတယ်။ကိုဟို၃လုံးကိုကျွန်တော်80နိုင်လောက်ထိ တက်ရောက်သွားတာတော့ကျွန်တော်တွေ့ရပါတယ်ဗျာ။ဒါတော့ဒီဘက်ဒီမှာကျွန်တော်တက္ကီအနေနဲ့ဟိုကိုမတ်ရရှိထားတယ်။ AACC ဘက်ကလည်းဘူဂေးရီးယားကျွန်တော်အဝေးဝင်ရောအိမ်ဝင်ရောတော်တော်လေးညံ့တဲ့ဘူဂေးရီးယားအနေနဲ့ကျွန်တော်အမြင်ပြောတော့အရှုံးပေးရဖို့များတယ်။ဂျော်ဂျီယာဆိုရင်၃ဂိုးသွင်းပြီးတော့စပိန်က၄ဂိုးသွင်းတော့သွင်းသွားတဲ့သွင်းခံရတဲ့ကျွန်တော်ဘူဂေးရီးယားအနေနဲ့ဒီနေ့မှာတာကီကလည်းထပ်ပြီးတော့သွင်းခံရဖို့များပါတယ်။တာကီရဲ့အုပ်စုလူစင်းပေါ့ဗျဖွဲ့စည်းပုံကလည်းတော်တော်လေးကောင်းမွန်တဲ့တာကီဖြစ်တာကြောင့်ဒီနေ့မှာကျွန်တော်တို့ဒါ တာကီဘော်ဒီတော်တော်လေးကောင်းတယ်လို့ကျွန်တော်ကတော့ယူဆတယ်လို့ကျွန်တော်တာကီဘော်ဒီကြိုက်ပါတယ်နောက်တစ်ချက်ကတာကီနေနဲ့အင်္ဂါတစ်ဝက်နဲ့တစ်ဝက်ရှုံးတော့ဖြစ်ထားတယ်အဲဂျော်ဂျီယာကျွန်တော်4-1နဲ့နိုင်ပြီးတော့စပိန်သင်းကို9ပြည့်ချီပြရှုံးနေထားတဲ့အတွက်ကြောင့်တာကီဂျင်းနေနဲ့သူတို့ရဲ့ပြိသက်ရှင်းမောင်းပါနောက်ဆုံးပွဲစဉ်ဖြစ်ပြိသက်တွေဖျော်ပြေုံမဲ့ပွဲစဉ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဆိုတော့ဘော်ဒီရောကျွန်တော်ဂိုးပေါင်းရောကျွန်တော်ကြိုက်ပါတယ်ဇုံပေါ်ဒီနေ့မှာတော်တော်လေးကောင်းတဲ့ပွဲစဉ်လို့ကျွန်တော် ယူဆတဲ့တကြောင်ဒီပွဲစဉ်ကိုကျွန်တော်ဇုံပေါ်ကြိုက်ပါတယ် body တကြောင်နဲ့ရိုက်မယ်ဆိုလဲ body တကြောင်နဲ့တော်တော်လေးကောင်းတဲ့ပွဲစဉ်တစ်ပွဲပါဗျာကဲဒါတော့ဒီနေ့မှာကိုယ်တော်ရေး channel မှာတော့ဒီ၅ပွဲကျွန်တော်30သွားပဲဖြစ်ပါတယ်ဝင်ငွေဝင်ဝင် channel မှာလည်း၅ပွဲလောက်30သွားပဲဖြစ်တယ်ဆိုတော့ကြောတငင်းကြောမယ်ဒီနေ့မှာလည်း ACC ပဲကစားကြဖို့ကျွန်တော်ပြောချင်ပါတယ်ဗျာမနေ့ကကျွန်တော်တို့ဒါပွဲစဉ်တွေကျွန်တော်ကြည့်မယ်ဆိုရင်ဒါတော်တော်လေးထင်ရှားတယ်နိုင်ငံတကာပွဲစဉ်တွေဆိုတာတော်တော်လေးဖန်ခတ်တဲ့အနေအထားမှာရှိသွားပြီလို့ပဲကျွန်တော်တို့ယူဆတယ်နောက်ဆုံးပွဲစဉ်တွေမှာတော့ကျွန်တော်အမြင်ပြောရရင်တော့ ဟိုဖိုက်ဂျာကိုကျွန်တော်ကတော့အားပေးခြင်းနဲ့အကြံပြုခြင်းနဲ့ပေါ့ဗျာဟိုကျောင်းတကယ်ကျောင်းမျိုးတွေအပေါင်းပြကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဗျာအားလုံးပဲ good luck ပါဗျာ